อโลสิงวยกินเดิกเยอะพันนกบุบงดတောင်ပြည်တမနှစ်နယ်မြေဖြစ်တဲ့နောင်ချုံမြို့နယ်တောက်ခမ်းကျေးရွာက အမှတ်902တပ်စခန်းအနီးမှာမိမိတို့ PSRF တရားနယ်နဲ့စစ်ကောင်စီတပ်တို့မနေ့ဧပြီလ26ရက်နေ့ညနေပိုင်းမှာတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားတဲ့နေရာကိုစစ်ကောင်စီတပ်က120မမလက်နက်ကြီးတွေနဲ့အပြင် လေချောင်းကနေပါ အစိမ့်ငွေဘုံတွေနဲ့တဲချတိုက်ခိုက်ခဲ့ပါတယ်။အေးရပလာအဲ့ဒီလိုလက်နက်ကြီးအပြင်အစိမ့်ငွေဘုံတွေနဲ့တိုက်ခိုက်ရမှာအမြောက်တက်902တပ်စခန်းနဲ့453တပ်စခန်းကနေ120မမ26ကျိန်လေချောင်းကနေအစိမ့်ငွေဘုံ7လုံးတဲချတိုက်ခိုက်ခဲ့တာပါ။စစ်ကောင်စီတပ်ဟာအပြည့်ရချောင်းကိုဧပြီလကုန်အထိထပ်ပြီးတပ်တန်းတိုးထားပေမဲ့မိမိတို့တောင်ပြည့်အတွင်းကမြို့နယ်တွေအတွင်းကို စစ်အားဖြစ်တင်တာထိုးစစ်စင်နာတွေပြုလုပ်တလို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်တာတွေနေ့စဉ်ဆက်တိုက်ပြုလုပ်နေပါတယ်။ပြီးခဲ့တဲ့ဧပြီလ24ရက်နေ့ကလည်းစစ်ကောင်စီတပ်ကတောက်ခမ်းတိုက်ပွဲအတွင်းမှာလေကြောင်းကနေပုံကျဲတိုက်ခိုက်တဲ့အပြင်အစိမ့်ငွေပုံရှစ်လုံးနဲ့ကျဲချတိုက်ခိုက်ခဲ့ပါသေးတယ်ရှင်။ကျမလေဘော့စမင်ကပါကောင်းနေမှုတော့အဲ့အနမ်း ချက်ချင်းတကားဖွင့်အကြိုင်နေမှလေရမှသူတို့ပစ္စည်းကိုအိမ်ထဲတင်ထားပေး